အားလုံးပဲမင်္ဂလာပါဘလော့ပိုင်းကျွမ်းဝမ်း channel ကနေကြိုဆိုလိုက်ပါရစေဒီနေ့ဗီဒီယိုလေးကတော့အင်းချက်ပြမှာမဟုတ်ပါဘူးတရုတ်နှစ်ကူးနီးပြီဆိုတော့ကျွန်တော်တို့လေမယားနှစ်ယောက်ဒါသာတရုတ်တန်းကိုသွားပြီးတော့တရုတ်ပစ္စည်းလေးတွေလိုက်ကြည့်မယ်အိမ်အလှဆင်ဖို့ဝယ်မယ်တရုတ်မုန့်လေးတချို့ဝယ်စားမှာဖြစ်ပါတယ်တရုတ်တန်းမှာဘာတွေခင်းကျင်းထားလဲဆိုတာတူတူအပြင်းပြေလိုက်ပြီးတော့ကြည့်ကြပါအောင်ခင်ဗျာဒီနေ့ကတော့ရုံးဖွင့်ရဖြစ်ပြီးတော့မနေ့စေနာယီဝင်းကျင်လောက်ဖြစ်နေတဲ့အတွက်လမ်းမှာတော့ကားရှင်ပါတယ် ူကတော့လာတာရောက်ပါပြီမျိုးတွေကတော့ကားပါကင်ရှာခတ်တဲ့အတွက်ကျွန်တော်ကတော့လာတာသွားရင်လွယ်လွယ်ကူကူလာတာလမ်းမှာပဲရက်ခဲ့တာများပါတယ်ပြီးရင်တော့လမ်းလျှောက်ပြီးတော့သွားပါမယ်လာတာထိတ်ကပုံချောင်းကတော့မီးမုံလေးချိတ်ပြီးတော့အလှဆင်ထားပါပြီပြန်မှပဲပုံချောင်းကိုဝင်ပါတော့မယ်ပထမဆုံးမေဝါစတိုးကိုသွားมาဖြစ်ပါတယ်မေဝါစတိုးကတော့နှစ်ကူးဆိုရင်ပစ္စည်းတွေတွားတွားဝင်နေကြပါပဲ တဆိုင်လုံးနှစ်ကူးပစ္စည်းတွေကအကုန်လိုချင်စရာတည်းပဲမို့လို့ဆိုင်ကိုသွားမယ်ဆိုရင်တော့ကင်မီတိုင်းမဝင်မိအောင်လို့အတော်လေးစိတ်ထိန်ရပါတယ်ဒါရီကတော့ဆိုင်ဝင်ဝါမှာချိန်ထားအလေးတွေပါ။ဘူးဆိုင်ထဲမှာဘာရီရလဲဆိုတာလေးတစ်ချက်ဝင်ကြည့်ပါမယ်။ ခုဝေလိုချမ်းလိုပြီးပါပြီအိမ်အလှဆင်ဖို့အတွက်လူရာလီနေနေပပဝေခဲ့ပါတယ်လမ်းကူးပြီးတော့လမ်း20ထိပ်က လောက်ဝီစိမ်မှတရုံမုတ်အချို့ဝေပါမယ်ဒီပဲအချင်းကတော့စားစရာတွေပေါ်တဲ့အချင်းပုံလို့ဆက်လျှောက်ရင်းနဲ့ဘာဒီစားလို့ရမလဲဆိုတာအကြည့်လိုက်ပါဦးမယ်။ အခုတရုတ်တန်းရောက်တိုင်းတောက်ဖြစ်တဲ့အေးဆိုင်လေးကိုဝင်ပါမယ်။အရင်ကတော့တစ်ခွက်100ဆိုပေမဲ့အခုတော့တစ်ခွက်ကို900ဖြစ်သွားပါပြီ။တစ်ခါ3ခွက်နဲ့ဖြစ်သွားပြီမို့လို့အရင်ဆိုရင်ဆိုင်ရှိမှာရက်တောက်ရပါမယ်။အခုတော့တည်ဝါလို့ရပါပြီ။အေးရောက်ရင်စားဖို့အတွက်ဝက်သားလေးကြိုးဝေလာပါတယ်။အစကတော့စင်းဟိုးတဲ့ဘက်ရောက်လက်စားနဲ့နေလေစားစားဖို့ပါပဲ။စောသေးတာရင် lấy mà xả lại mua lúa quan quan này về của khả năng tiền toàn lại bảo bế quan quan này mà lấy tiêu biết xì đi sau nào mua lúa tới chết và biển vừa chỉ lại bảo mình nhé Aku, one one nine store, jauh bawah ni. ီမှာလည်းလိုချင်စရာလေးတွေကတော့များပါတယ်မဝန်နိုင်ကတော့ fashion တိုင်းဖြစ်တဲ့အတွက်တရုတ်နှစ်ကူ t-shirt တွေအချီဖောင်းလေးတွေအစုံရတာမို့လို့ဆိုင်ခဲ့ဦးတစ်ချက်ငင်းကြည့်လိုက်ပါဦးမယ်။ အခု one one night မှာနှစ်ခုပစ္စည်းလေးလည်းကြည့်ပြီးပြီဝဲလိုချမ်းလိုလည်းပြီးပြီဆိုတော့နေ့လယ်စားစားဖို့အတွက်စင်ရိုးတဲ့ဘက်ကိုတစ်ခေါက်ပြန်ပြီးတော့ရှောက်လိုက်ပါအောင်မယ်ပုံချောင်းရှိရနောက်တစ်ခေါက်ထပ်ဖြတ်တာမို့လို့ဒီတစ်ခေါက်တော့ပုံချောင်းထဲကိုဝင်ပါမယ်ကျွန်တော်တို့ ਨੇ တူတူ like ခဲ့ပါအောင်ခင်ဗျာ ုံเจ้าကိုဝင်ပြီးတော့ခင်ရလဲကြော်ပြီးပြီးညွွေလဲထည့်ပြီးပြီးဆိုတော့ဦးစင်ရတဲ့ဘက်ကိုစားဖို့အတွက်ပါပါတော့မယ်ချင်းချင်းထဲ့တော့တဲ့တရုတ်စီးတီးကြောက်လေလမ်းမှာတွေ့တာနဲ့ဝေခဲ့လိုက်ပါတယ် အခု TK တို့ Angu တို့ညောင်းနေဆိုင်ရှိရောက်ပါပြီဝေလိုက်ပါအောင်မြေခင်ဗျာဒီဆိုင်မှာတော့အမီးကျွေးထားတာမို့လို့မဝယ်ခင်ကြီးကြည့်လို့ရပါတယ် TK ကတော့တရုတ်နှစ်ကူကြောတဲ့အခါမှာသုံးတဲ့မုတ်ဖြစ်ပြီးတော့ဆန်တို့ကောင်းညင်းတို့နဲ့လှုပ်ထားတာဖြစ်ပါတယ်ဒီဆိုင်က TK ကတော့ကောင်းညင်းများတဲ့အတွက်အီအီလေးနဲ့စားလို့ကောင်းလို့သဘောကျတဲ့အတွက်အိမ်မှာစားဖို့ဝယ်ခဲ့ပါတယ်ခင်ဗျာ အခုစင်ဟိုရန်ရောက်ပါပြီနေ့လယ်စားတော့မောက်ချိုက်စားမှာဖြစ်ပါတယ်စင်ဟိုရန်မှာမောက်ချိုက်ဆိုင်3-4ဆိုင်ရှိပေမဲ့စားနေကြတော့လာမာမောက်ချိုက်ဆိုင်ဖြစ်တဲ့အတွက်လာမာမောက်ချိုက်သွားစားပါမယ် ကစားပြီးပြီဆိုတော့ကားစီပြန်มาတော့မယ်။အိမ်မှာကပ်ဖို့အတွက်နယံကပ်အယုတ်ကလေးတွေကမဝေရသေးတာနဲ့ဆင်းရဲထိတ်ကဆိုင်တဆိုင်မှာဝင်ဝဲခဲ့ပါတယ်။ဘူးနှစ်ကတော့မွေနှစ်ဆိုတော့ပုံစံဆုံးဒီဇိုင်းဆုံးမွေယုတ်လေးတွေကတော့အများကြီးပါပဲ။တကားမှာကပ်ဖို့အနည်းတော့အရွယ်လေးတစုံဝေခဲ့ပါတယ်။ စားပြီးတောက်ပြီးတော့ကားစီလေးပြင်ရောက်ပါပြီပြန်တော့မှာ ဖြစ်ပါတယ်ဒါပေမဲ့မြူရဲရောက်လက်စနဲ့အပြင်မှာဂျန်ရှင်းစကွဲခဏလေးဝင်ပါမယ်ရက်တော့ဝင်မယ်ကော်ဖီတောက်မယ်ပါမုံစားမယ်ခုဂျန်ရှင်းစကွဲရောက်ပါပြီဒါပေမဲ့ကားပါကင်ကြီးကဂျန်ရှင်းစကွဲဘက်ကဈေးကြီးတဲ့အတွက်တိုင်းစီတီအောက်မှာဝင်ထိုးလိုက်ပါတယ်ပြီးရင်တော့ဂျန်ရှင်းစကွဲဘက်ကိုလမ်းလျှောက်ပြီးတော့သွားပါမယ် ခု bread တော့ရောက်ပါပြီ ထိုင်နေလူများလို့ခုံရအောင်ခဏတော့စောင့်လိုက်ရပါသေးတယ် copy တောက်ပြီးတော့ junction square မှာလိုချင်တာလေးဝင်ဝင်ပြီးတော့ပြန်มาတော့မယ်ကားတော့ time city car parking မှာရက်ခဲ့တာဖြစ်တဲ့အတွက် time city parking ကိုကျွန်တော်တို့ပြန်ပါမယ်ဒီဗီဒီယိုကြည့်တဲ့လူတွေအတွက်အကျိုးရှိမဲ့ tips ကလေးတစ်ခုကိုကျွန်တော်ပြောပြပါမယ်။အဲ့ဒါတော့ Junction Square ကိုလာတယ်ဆိုရင် Junction Square Parking မှာမရက်ဖင်းနဲ့ Time City ဘက်မှာသွားရက်ပါ။ ဲ့ဒီမှာကျွန်တော်9နာရီ6နာရီကြာလောက်အောင်ရက်ထားရင်တော့မှ900ပဲပေးရပါတယ်အခုတနေ့တာလေလို့ပတ်လို့ပြီလို့အိမ်ကိုပြန်ရောက်ပါပြီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကတော့ဂျာပေါက်တင်ဆက်တဲ့ vlog ဗီဒီယိုလေးဖြစ်ပါတယ်ပုံမှန်တင်ဆက်နေကြအင်းချန်ဒီမုံလုံးကြီးတွေကိုတော့အပတ်စဉ်ဗုဒ္ဓဟူးနေ့စနေညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးသွားမှာမို့လို့ channel လေးကို subscribe လုပ်ထားပေးပါအောင်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye